လက်ထက်ကလေးရပါတော့ကင်း60တော့ရှိသွားရဲ့ရှင်အဖိုးကနေစတင်ပြီးတော့တီထောင်ခဲ့တာပါရှင်ဟုတ်အဖိုးလက်ထက်တုန်းကတော့သူကတော့ဒီလိုမျိုးဆိုင်နဲ့မဟုတ်ဘူးအထန်းလေးနဲ့အဲ့လိုမျိုးလေးစပြီးရောင်းရလို့တော့ကြားဘူးတယ်အမေတို့ပြောပြတာပေါ့နော်ဟုတ်ဒီမားတို့ကြာမျိုးဆက်က30ဖြစ်သွားပြီဒီမားတို့ကြာအမီးတွေဖြစ်သွားပြီဆိုတော့ဘလော့ဂါကြီးလည်းလာကြတယ်ဟုတ်တချို့ဟိုအဲ့လိုမျိုးလာစားကြတယ်အဲ့တရုတ်ဆောင်နဲ့ကိုကျော်ထက်အောင်လို့ပါလို့လည်းလာဘူးတယ် 84လမ်း32လမ်းတောက်မှရှိပါတယ်ရှင်။စီချက်အောင်သိန်းဆိုတဲ့ဆိုင်လေးပါရှင်။တခါ review တက်သွားပါတော့ဗက် review တက်သွားဆိုအဲ့လိုမျိုးဟာဆိုရင်တော်တော်ကြီးကိုစိတ်စိတ်ညစ်ရတယ်ပေါ့။တညဆိုအဲ့လိုမျိုးအိတ်တော့မအိတ်နိုင်ဘူး။အဲ့ bad review တက်လာတဲ့နေဆိုဒါမဲ့လေကိုကကိုယ့်ဘက်ကတော့အကောင်းဆုံးဖျောက်တော့ခုနောက်ပိုင်းစူးစမ်းရတယ်ရှင်။ဟုတ်။ ဘာပဲနေနေလက်ရလည်းမကြအောင်တန်ရှင်းမှုပိုင်းအကုန်လုံးအဆင်ပြေအောင်လို့ညီမတို့ဘက်ကအားလုံးစူးစမ်းနေပါတယ်လို့ဟုတ်မအားဆိုင်ရတော့စီကြအောင်နေပါရှင်။ဟုတ် ဟုတ်အဖိုးတို့လက်ထက်ကလေးရပါဘောနော်ပြည့်60တော့ရှိသွားရဲ့ရှင်အဖိုးကနေစတင်ပြီးတော့တီထောင်ခဲ့တာပါရှင်ဟုတ်တပွဲဟိုငါမှုလောက်ကလေးကစရောက်လာလို့ကြာတယ်ဒီသားလေးမှာပဲဟုတ်ကဲ့ရှင်အရင်ဟိုဘက်ထောင်တောက်မှလို့ကြွယ်အခုမှဒီဘက်ကိုရောက်လာတာဟုတ်မုံနေလားမုံနေအောင်ပါစီကျက်အဆန်မြမိရှိထမင်းမအသားစုပ်ခေါင်းစုပ်နေရွက်စုပ်နေငင်စုပ်အဲဝဆရောက်စတူရပါတယ်ရှင်ဟုတ်ဟိုကဒီမှာတော့တန်တန်ရှင်းရှင်းနဲ့ပေါ့နော်ဟိုပြင်တဲ့နေရာမှာလည်းမကိုပကက်ဘဲနဲ့ပြင်တယ်ပြီးတော့ကြာတဲ့စီစဉ်တာပပလေးနဲ့လုပ်တဲ့အတွက်တော့ ဒီတိုင်းပဲအဆင်ပြေသွားတယ်ထင်ပါတယ်ရှင်ဟုတ်ဟာညနေ၄နာရီ55လောက်ကနေည9နာရီခွဲလောက်ထိရပါတယ်ရှင်ဟုတ်ဟုတ်တချို့ဆိုရင်လည်းဟိုမြေသိဘက်ကနေလဲလာတယ်အဲ့ဘက်ကိုလည်းလာခွင့်မအောင်လို့လည်းပြောတယ်ပေါ့နော်တော်တော်ဝေးဝေးကိုလာစားကြပါတယ်ဟုတ်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ဒီကောင်ကတော့ပါပေါ့ဟိုဟာနန်ကင်ပေါ့နော်ဟုတ်ဒါတော့ကင်ထားတာပေါ့နော်ကြော်ထားတာတော့ပေါ့နန်ကင်ကင်ထားတာကင်ပြီးတော့ပြန်ဝါဝါဆောင်းဝါပါစေမကြော်ဘူးရှင်ညီမတို့ကကင်ပြီးတော့ပဲတုတ်ပေးတာဟုတ် အဲ့ကျွန်တော်အချိန်ပေးပြီးတော့လုပ်ပေးရတယ်သူကလည်းမီးပြင်းလို့လည်းမရဘူး။ဟုတ်ချက်ချင်းပေါ့နော်ဝတ်စတုပေါ့ဒါကြတော့သမင်းမောင်းနေလို့မိရှိလိုတဲ့ကိုထည့်တာရှင်အဲသူကဆိုတော့3နာရီလောက်တော့ယူရတယ်ဟိုကနိုင်ငံတို့ကြတော့9နာရီခွာ6နာရီလောက်ဆိုနောက်ဆုံးတော့ပေါ့နိုင်ငံကတော့စောကုန်နေရှင်ဟုတ် ိုးလက်ထက်တုန်းကတော့ तू ကတော့ဒီလိုမျိုးဆိုင်နဲ့မဟုတ်ဘူးအထန်းလေးနဲ့အဲ့လိုမျိုးလေးစပြီးရောင်းရလို့တော့ကြားဘူးတယ်အမေတို့ပြောပြတာပေါ့နော်ဟုတ်ဒီမားတို့ကြာမျိုးဆက်က30ဖြစ်သွားပြီလေဒီမားတို့ကြာမြင်းတွေဖြစ်သွားပြီဆိုတော့လက်ရမကြအောင်လို့လောက်ရတာပေါ့နော်ဟုတ်ဖိုးကစတဲ့တီထောင်ခဲ့တဲ့အတွက်ဟုတ်အခုကလူအကုန်လုံးကတပြိုးစီကြိုက်ကြတယ်တချို့ကြလည်းဆံများကိုတအားကြိုက်တယ်ဆံများမှဆံများလို့ပြောတယ်တောင်းလိုက်ကြအောင်ကြိုက်မတူတာပေါ့ရှင်ဟုတ် မတို့စီကတော့ကောင်းတဲ့ review လေးတော့ကြိုက်တာပေါ့နော်။ဟောဒါပေမဲ့ lower ချက်လေးရှိရင်လည်းပြောပြပါပေါ့နော်။ညီမတို့ဘက်ကပြင်ဆင်ပေးပါမယ်လို့ဟောက်။ food blogger တွေလည်းလာကြတယ်။ဟောတချို့ဟိုအဲ့လိုမျိုးလာစားကြတယ်။အဲတရုတ်ဆောင်တဲ့ကိုကျော်ထက်အောင်လို့ပါလို့လည်းလာဘူးတယ်။84လမ်း32လမ်းတောက်မှရှိပါတယ်ရှင့်။စီချက်အောင်သိန်းဆိုတဲ့ဆိုင်လေးပါရှင့်။ ဖဖေနဲ့မေမေကတော့ဆံပြားစီချက်မှားလိုက်ပါတယ်ရှင်။ portion ကတော့နည်းနည်းနဲတယ်လို့ခံစားရပါတယ်ရှင်။ဒါပေမဲ့အရသာတကယ်ကောင်းတာမို့လို့သမီးတို့ကတော့ကြိုက်ပါတယ်ရှင်။တခါ review တက်သွားပါတော့เนาะ bad review တက်သွားဆိုအဲ့လိုမျိုးဟာဆိုရင်တော်တော်ကြီးကိုစိတ်စိတ်ညစ်ရတယ်ပေါ့။တညဆိုအဲ့လိုမျိုးအဲ့တော့မအိတ်နိုင်ဘူးအဲ့ bad review တက်လာတဲ့နေဆိုဒါမဲ့လေကိုကကိုဘက်ကတော့အကောင်းဆုံးဖျောက်တော့ခုနောက်ပိုင်းစူးစမ်းရတယ်ရှင်။ဟုတ်အကုန်လုံးကိုမကြောက်တော့အောင်လေညီမတို့စူးစမ်းနေပါတယ်။ဘယ်တော့ဘယ်တော့ဟာပေါ့။ ဘာပဲနေနေလက်ရလည်းမကြအောင်တန်ရှင်းမှုပိုင်းအကုန်လုံးအစဉ်ပြောင်းလို့ညီမတို့ဘက်ကအားလုံးစူးစမ်းနေပါတယ်လို့ပြောပါ ဒီစီကြောင်သိဆိုင်ကိုအရင်ကတည်းကလာစားပြီးရဲ့ customer များအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်ပေါ့နော်လိုအပ်တာများရှိရင်လည်းညီမတို့ကိုပြောပါညီမတို့ပြန်ပြီးတော့ပြင်ဆင်ပေးပါမယ်ပေါ့နော်အားလုံးအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်